thank oh. you ဆုံးကိုယ်ကရုပ်ရှင်တယ်။ဟုတ်ကဲ့ပါ။အဲ့တော့ဇလန်းဇညိုကကိုယ်အားရလား။ကိုလာပြည်တယ်အာဇလန်းဆန်ညုံကဒီဒီထအောင်ပေါ့နော်ဒီဒီထအောင်ကသူ့မှာအာတရေဟတာကားလေးရိုက်ချင်တယ်ဒီဒီရေးဆိုပြီးတိုင်ပင်ပြကြတယ်တိုင်ပင်ပြတော့ဒီဒီကနေအမားတဲ့ဒီဇက်လေးရှိတယ်ပေါ့နော်ဒီဇက်လေးရှိတယ်အမကြည်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 ပါလားတဲ့အာကြည်ကြည်ပါလားဆိုတော့လည်းဖတ်ကြည့်လိုက်တာပေါ့နော်ငကိုဇက်ခရတာနဲ့နည်းနည်းလေးတော့အာနည်းနည်းလေးတိတ်မတူဘူးနော်နည်းနည်းလေးပြင်လိုက်ရတာလေးရှိတယ်ဟုတ်အဲ့တော့တရေတွေအများကြီးကြားမှာပါ ဟုတ်ကြံတရေချိုးနေတရေကိုအတိကတော့ဟိုအရန်ကြောက်စရာကောင်းတဲ့တရေမျိုးမဟုတ်ဘဲနဲ့တရေဟာတာကောင်းအောင်မချစ်စရာကောင်းတဲ့ပုံစံမျိုးလေးတော့ပြောင်းပြီးတော့ဖန်တီးထားတာပါဟုတ်ကဲ့ဆစ်စစ်တရေဘာမှမလုပ်ရတရေကိုဟုတ်ဒီကားမှာအမြတ်ဝူလေးရှိတယ်အာစပိုင်းတော့ဖြစ်သွားမယ်တင်နေဦးရုံမလာကြည့်ပါလို့တော့ဒီကားထဲမှာကလေတရေဟာတာကားဆိုပေမဲ့ ဟာတာတမျိုးရဲ့ဥစားပေးပြီးရိုက်ထားတာမဟုတ်ဘူးအဲအဲ့လို romance လေးတွေလည်းပါတယ်အချစ်လေးတွေပါတယ်မိသားစုတန်ရောစင်လေးတွေလည်းပါတယ်ပေါ့နော်ဟုတ်ဒီမှာ euro တရားမှုတွေလည်းပါနေသေးတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါရှင်အအဲ့ဒါတော့ဒီထုတ်လုပ်ရေးဘယ်နဲ့ထုတ်လုပ်ရေးတာဝန်ရှိရလူတွေနဲ့ညီမတို့နဲ့တိုင်ပင်ဖြစ်တယ်ပေါ့နော်ညီမကသစင်းကိုကိုအယိုးကိုအက်စင်နေနောက်ပြီးတော့ရင်ဒီ music producer အနေနဲ့လည်းဟိုကိုဆရာတရားမှုပေါ့နော်ဆရာတရားမှုတော့အကူအညီတောင်းပြစ်ပါတယ်ဟုတ်ဟုတ်အဲ့တော့ တရေတွေအများကြီးရတော့ကိုယ်ကဘယ်လိုဆုံးလုံးလဲတရေတွေအများကြီးလားအဓိကတော့ဟိုပရိသတ်ပရိသတ်အကြိုက်ကားလေးဖြစ်စေဖို့ပေါ့နော်နော်ကအကောင်းဆုံးတော့စူးစမ်းဖန်တီးထားပါတယ်ဟိုနောက်ပြီးတော့ဟိုဘယ်လိုပြောမလဲနော်တို့ဒီကလေးမှာဖန်တီးမှုအားလုံးကဟိုပေါ့ပြက်ပြက်ပေါ့ပဲပဲနော်တို့တခုမှမလုပ်ထားဘူးပေါ့နော်တကယ်ဟိုတေးသေးချာချာလေးရိုက်ကူးတဲ့အချိန်မှလည်းတေးချာလေးလုပ်ထားတယ်အဲ့တော့လာကြည့်ကြည့်ဖို့ပဲနော်တောင်းဆိုချင်ပါတယ်ဟုတ်ဘယ်လိုပြရုပ်ရှင်ရဲ့ဘာလို့ပေါ်နေစမ်းဖြစ်တာလဲ ဒီကားကဆိုတော့နော်ပထမတည်းကကုမုတ်ဒရာကသူ director အနေနဲ့တကားရိုက်ပေးဖို့ပေါ့နော်နော်ကကန်လန်းထားတယ်ရှင်အဲ့ဒီဟာကိုနော်ဟိုရိုက်ဖြစ်တာပေါ့လေဟုတ်အဲ့တော့မဒီတဲ့မှာပေါ့နော်ပြုံးွေဆိုးလို့ပါလို့အခုခစ်ဆက်ဆက်အမှန်ဆုံးမျိုးစသဖြင့်တို့ဘယ်လိုဇယုတ်ချလဲ အာအဓိကကဒီကားထဲမှာကျတော့ကိုပြုံးဝေဆိုးဆိုလို့ရှိရင်အာလက်ရေးဆိုတဲ့လက်ရေးဆိုတဲ့စာရေးဆရာပေါ့နော်စာရေးဆရာကနေသေးသွားပြီဒီအိမ်မှာမကျွတ်မလွတ်သေးရဖြစ်တဲ့သူပေါ့နောက်ကိုဆမ်းမင်းဆိုလို့ရှိရင်လည်းသူကရှိတ်နေပေါ့သူကရှိတ်နေဆိုတော့သူကတစ်ချိန်လုံးတစ်ခုခုတရေ6တော့မှာပဲဖြစ်ဖြစ်တစ်ခုလောက်တော့မှာပဲဖြစ်ဖြစ်သူရဲ့ဒီ ီအမှုလွတ်ပါမလားပေါ့ပုံမှန်လည်းလို့လွတ်ပါမလားဆိုရဲဟာသားပလော့လေးပါတယ်ရှင်နောက်သူတို့ကငကိုတွေကလည်းဝါရင်သေးဆောင်နေဖြစ်တဲ့အတွက်အိုက်တင်းလည်းကောင်းပြီသားဆိုတော့လေဟုတ်အဆင်ပြေပါတယ်တော်တော်လေးလည်းသဘောကျတယ်ချင်းချောင်းကြီးကပြောင်းလိုက်တာချင်းချောင်းနရာကချင်းချောင်းမှာရိုက်တယ်အထဲမှာတော့ချင်းချောင်းကဥရဲဟိုဘာပစ္စည်းမှတော့မရှိဘူးပေါ့နော်ဟော်ကြီးဆိုတော့နရာတို့အထဲမှာအပရက်ရှင်ဆိုင်သေးချာလေးဖြည့်ရတယ်ပေါ့လူနေအိမ်ပေါ့နော်ခဲဆက်ဆက်လူနေအိမ်ပုံစံမျိုးဖြည့်အောင်လို့နရာစတင်နေအများကြီးလိုက်ချင်းတယ်ပြီးတော့ချင်းချောင်းကိုတချို့ CGI နေနေလည်းနရာတို့ပြောင်းထားတာလေးရှိပါတယ်အဲ့တော့ ဒီကားလေးကနှစ်ပတ်လာသုံးပတ်လာလေးပဲလားရရင်တော့အကြာကြီးပြချင်တာဟုတ်ဟုတ်အများကြီးလည်းပြဿနာကြာပြီးတော့အာပေဘာစီလိုနော်လည်းအမြဲဆူတောင်းနေပါတယ်နော်ပွဲဥထွက်ကားလေးကဘယ်လိုပဲဖြစ်ဖြစ်ပေါ်တော့ဟိုတတိချာချာလေးနော်စူးစမ်းပြီးဖန်တီးထားတာပါလို့ပြဿနာအော်ကိုလေဟိုကြည်ရတဲ့ဘာလို့ပြောမလဲအချိန်ကုံဝါကျုံးနဲ့တက်ကားလေးဖြစ်မှာပါလို့ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်မတူညီတဲ့ဘဝဘာတည်းလေဘာဘာဖြစ်နေတာလဲ င်းနားလားမင်းအမှန်တိုင်းပြောညကောင်မလေးကိုလုံးဝမချောက်ခဲ့ဘူးမလားဘောင်းလေးမူးလေလို့ပါခင်ဗျာအော်တရေကောင်းမှုတွေရှိလား